ကွင်းလေအတွက် United Academy ကိုစောင်းခဲ့ကြည့်ချင်းအလုံးမေးမင်္ဂလာပါ UK ဘက်ကနေကျေးဇူးပါတယ် United ရဲ့ဒီယာဒီဖြတ်တန်းမှုကွင်းလေဟာလူသိမခေါ်ဘဲနဲ့အပြောင်းရှေ့ပြေးသွားခဲ့တဲ့နောက်ပထမသင်းလူစင်းရဲ့လို Bruno Casemiro Ugari Mainu နဲ့ Mason Mount တို့ပဲရှိလာခဲ့ပါတယ်အဲဒီချိန်မှာ Casemiro ကတက်လို့မိုင်းပြဿနာရှိပြီးတော့ဥဂါရီကလည်းရုံးကန်နေရသေးပါမီဆမောင်းကအလုတ်ပုတ်လို့ရတဲ့ဒီပါနေရာဒီမှာဆိုရင်ပို့ပြီးတော့ဒဏ်ရာရလွယ်ပါပြီဘရူနိုနဲ့မိုင်နူတို့ကပဲမမချာချာရှိလောက်ပြီးတော့ ဒံယာမတန်းရမာယူတော်ဒံယာမစင်ပါဘူး။ပွဲကစားမှာနေပြီမေဒံယာကြောင့်သာအဓိကကစားသမားတွေကိုဆုံးရှုံးရတာ။ဒံယာမဟုတ်ပေစီကမိုင်းကိစ္စဖြစ်တဲ့အနီကက်ဝါကက်တွေကြောင့်ခိုက်တန်တစ်ခုလက်လွတ်ရတာဆိုရင်လိုအပ်ချက်ရအသင်းရဲ့အကယ်ဒမီကိုငယ်ဆောင်ကြည့်ကြရတော့မှာပါ။တကယ်တော့ချိန်ကာလပေါ်လေမှုကြည့်ပါရီ။ဆောင်းစည်းကွက်နဲ့နေတဲ့ကာလမှာဆိုရင် ဆောင်းစည်းကွက်ထဲမှာတယောက်ကိုအငားနဲ့ခုပ်ဖို့ကြိုးစားလာတော့ပါရီ။ ဝေဒင်းရောအကယ်ဒမီကလူငယ်တွေကိုခေါ်သွင်းလို့ရနိုင်ပါပြီ။ဒါကြောင့်မကြာခင်အသင်းကြီးနဲ့တွဲပြီးတော့လေ့ကျင့်တဲ့အထက်မှာလူငယ်ကစားသမားတွေကိုပို့ပြီးတော့မြင်လာရနိုင်ပါပြီ။ United ရဲ့လက်ရှိ United အသင်းမှာအသင်းရဲ့ CN Hypernia အတွက်ကစားနိုင်မယ့်ကစားသမားကဆက်ကူကိုနေရှိပေမယ့်သူကဥကောင်းတန်ရာကြောင့်အနားယူနေရပါတယ်။တိုဘီကိုလီယာကိုတော့အငားချထားပါတယ်။ U18 ကချက်ချရီဘောင်းမန်ကိုလည်း Norway City ကိုလက်လွတ်ထားတာကြောင့် CN ရာမှာလုံလုံလောက်လောက်မေမေရရည်လို့မရှိပါဘူး။ United ရဲ့လက်ရှိ Academy မှာလည်း လားလားရှိနေတာကအသက်16နှစ်နဲ့ယူ18တင်းမှာပွဲချမ်းနေတဲ့ဂျီဂျီဂါရီယယ်ဆိုပေမဲ့သူကတိုက်စစ်ပိုင်းကစားသမားပါ။ကိုင်ရိုနီယာလည်းတိုက်စစ်မှုပါ။ပြီးတော့သူတို့နှစ်ယောက်စလုံးကလည်းအရင်ငယ်ပါသေးတယ်။လက်ရှိတင်းကိုခေါ်သုံးကြနေဆိုရင် ဖြစ်လာစရာရှိတာကဖီလီမက်အယ်လစ်တာ၊တိုင်လာဖရက်ချာနဲ့ဂျီဖီဂျရဲတို့တော့ပဲမေမေရရှိပါရီ။ဒိုင်ယန်ဖလက်ချာရဲ့သားရီတွေမှာတိုင်လာက CNDM ပုံစံဖြစ်ပြီးတော့ချက်ကတော့ကွင်းလင်းတိုက်စစ်ဒါမှမဟုတ်ဘောက်တူဘောက်ပို့ပြီးတော့ဆံမာရီအရင်မောင်းအပြင်တော့တိုင်လာက6ပီနီနီရှိပြီးတော့ပြည်မီရဲ့ပုံစံရှိပါရီဒါမှမဟုတ်တိုင်လာရဲ့အားနည်းချက်ကတော့ကုကာယတီဆောက်ပုံက EPN ကွင်းလင်းတံကိုခံနိုင်မှုမလွေသေးပါဘူးအဝေးဘော်တွေပေးပို့မှုကောင်းတာကြောင့်အသင်းကြီးစုကိုပူပေါင်းလေ့ကျင့်တာတော့လွတ်လာနိုင်ပါရီဖီလီမန်အယ်လစ်စတာကလည်းအသင်းမှာအားတက်သရောကစားမယ့်ကစားသမားမျိုးဆိုပေမယ့် အရက်က9ပြီနဲ့9လမှပဲရှိပါရီခန္ဓာကိုယ်တိဆောက်ပုံကတော့ကျန်နေသူတွေထက်မဆိုးပေမဲ့ပွဲကြီးတဲ့ဝင်မှုအသင်းမဖြစ်သေးပါဘူးသူတက်ဆိုင် Jeff Jerry ကပို့ပြီးတော့နီးဆက်ပါရီသူလည်း9ပြီနဲ့10လမှပဲရှိပါရီဒါပေမဲ့သူကမူလကလေးက DN တယောက်လိုကစားနေသူဖြစ်လို့နေရာနဲ့ပတ်သက်လာရင်တော့ပို့ပြီးတော့အသားကျလောက်ပါရီအသက်က16နှစ်ပဲရှိသေးရဆိုပေမဲ့ကိုဘီမိုင်းနုလည်းအဲ့ဒီအရွယ်လောက်မှာပဲပွဲထွက်ခွင့်ရခဲ့တာပါသူလည်းပူးတွဲလေးချင်းမှုတွေရလာနိုင်ပါရီဒါပေမဲ့ဖြစ်နိုင်ဆုံးကတော့တကယ်လို့ပဲမှာ ဆောင်းမအငါးတရားလုံးနဲ့ဖြည့်တာလောက်ပဲဖြစ်နိုင်ပြီးတော့နောက်နေ့ຫນွေချမကွင်းလေးကိုအားဖြစ်နိုင်ပါ ರೀ ။လာမယ့်ຫນွေမှာတပတ်ကိုပေါင်၃သိန်းလောက်ပေးရတဲ့ဘရူနိုနဲ့ကက်စမီရိုတို့ထွက်လောက်ဖွယ်ရှိပြီးတော့ဘရူနိုကိုဈေးနှုန်းတန်းတစ်ခုနဲ့ရောင်းနိုင်လောက်ပါပါ။ဥဂါရီယိုပါတခါလေးထုတ်ရောင်းသွားနိုင်ပြီးတော့ကွင်းလေးတစ်ခုလုံးကိုပြန်ပြီးတော့ဖြည့်တင်းနိုင်လောက်ပါ ರೀ ။အဲ့ဒီကွင်းလေးအစုဖွဲ့တွေမှာခုပေါ်ပြခဲ့တဲ့လူငယ်တွေပါမပါဆိုတာကတော့သူတို့ရဲ့စူးစမ်းမှုနဲ့အားထုတ်မှုကအဓိကပါပဲ။